တရအောင်မင်္ဂလာပါရှင် AK 77မှာပြန်လည်ကြိုဆိုပါရစေ။ဆရာခက်ဆိုရဲ့ရွာလန်းကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါအောင်ရှင်။ရွာလန်းအခန်း15လမ်းပန်းထိုင်းရောက်ပိုင်းမှာကျွန်တော်သဘောကျတဲ့မြို့လေးတွေတဲကတစ်ခုပါပဲ။အထက်မြင့်တိုက်ကြီးတွေမရှိဘဲရှမ်းပုံစံအမပုံစံတက်သားအိမ်လေးတွေအစီအကြီးနဲ့ ြို့လေးမှာလည်းမြစ်တစင်းက we white season လို့မြင်းလလကြီးတွေဆွဲတဲ့ရထားလုံးတွေကိုလည်းမြင်ရသေးတယ်။ပိုစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီရထားလုံးတွေဟာ20ရာစုအစကမန္တလေးကနေတိုက်ရိုက်ယူလာတဲ့ရထားလုံးတွေပါ။1900ပြည့်နှစ်တွေမှာထိုင်းမြောက်ပိုင်းလန်ဒန်ပရင်ခါဝီလာကဘုံပေဘာမတစ်ကုမ္ပဏီကိုလန်ပန်းမှာအခြေချပြီးတစ်လက်ခွင့်ပေးခဲ့တယ်။အဲ့ဒီမှာ British Colony ဖြစ်တဲ့မြန်မာပြည်ကနေရှမ်းမွန် ပမာဝန်ထမ်းတွေတစ်ကန်ထရိုက်တွေစင်ကန်ထရိုက်တွေရောက်လာကြပြီးမြမအငွေ့တက်တွေကိုယူဆောင်လာတဲ့မြို့လေးဆိုပါတော့ပမာသွေးတဝက်ပါတဲ့ကျွန်တော်အတွက်လောင်ပန်းမြို့ဟာဆွေးဆောင်မှုရှိနေတာဒီအချက်တွေလည်းပါမယ်ထင်ပါတယ်ကျွန်တော်နေတဲ့ချင်းမိုင်ကနေဆိုရင်တနာရီခွဲနနာရီဝန်းကျင်လောက်ကမောက်ရင်လောင်ပန်းကိုရောက်ပါတယ်ကွန်တန်ဆိုတဲ့တောင်တန်းကိုကျော်လိုက်တဲ့အခါတောင်ခွင်းဆိုတဲ့ရွာစည်းလေးကိုအရင်မြင်ရပါလိမ့်မယ် အချင်းကဗမာတပ်တွေဟာဇင်းမေကိုစစ်ချီတဲ့အခါအဲ့ဒီနေရာမှာစခန်းချပြီးဒီတောင်တန်းကြီးကိုခွင်းပေးရင်ဇင်းမေကိုရောက်ပြီးဆိုတဲ့အထိတ်မှတ်တွေနဲ့ပေးခဲ့တဲ့ဗမာနမဲလို့လဲပါဇက်ရာဇဝင်တွေကကြားဖူးတယ်။အဲ့ဒီနောက်တော့လမ်ပောင်းမြို့ထဲဝင်လာပါပြီ။ကျွန်တော်ကောင်းပေါင်းလာတဲ့တခြားကန်ဒီဟာဘေးကနေအိမ်ငယ်လာပါတယ်။ညကဆိုင်နိုဆက်ဖလိုက်တွေရန်ကနေကျွန်တော်ကိုသူ့ဘော်ဒါတွေနဲ့အတူကင်းဆောင်ပေးထားရလို့ထင်ပါရဲ့။ မနဲ့စောကလေးကထွက်လာတာဆိုတော့မြို့ဝင်မှာဘိုက်ကဆားလာပါတယ်။စီဆိုင်တစ်ခုမှာ711ရှေ့ကိုကားထိုးရလိုက်တယ်။ Candy တစ်ခုခုစားရအောင်။ Candy ကနေအလင်းရခါစားပွင့်ဖက်ကလေးလိုလုံးလို့ထားပါတယ်။အကိုပဲသွားပဲပါ။ကျွန်တော်နဲ့ဆိုင်ထဲဝင်ပြီးပူတင်းပုံတစ်ခုနဲ့အေးအေးတကူဝယ်လာလိုက်တယ်။ဆိုင်ရှိကခုံမထိုင်ပြေးစားနေတော့နေရအောင်ပါမျက်နှာမောပေးရက်နေတဲ့ Candy ကိုတတိထားမိသွားတယ်။ နေရောင်အောက်မှာခန်တီရဲ့တကူလုံးဟာစိမ့်ဖန်းလို့ဘာလုပ်နေတာပါလဲသူ့နားကိုထသွားပြီးမုံတစ်ခုထိုးပေးလိုက်တယ်။ယော့စာကန်ဒီကကျွန်တော်ကိုပြုံးပြရတယ်။ဒေါ်ဘီကျမဘိုက်ဝနေပြီ။ဟင်မင်းကဘလို့ဘိုက်ဝတာလဲ။ဘာမှလည်းစားထားတာမတွေ့ဘူး။ကဲမလို့ဘူးလေအခုနေရောင်ထဲမှာပတ်တရက်နေတာကျမအစာစားနေတာပဲ။ဘလို့ ရှင်ရုတ်ခပေးတာမသိမ်ဖူးဘူးလားကျွန်တော်သဘောပေါက်ပြီကန်ဒီဟာတစ်ပင်မဲ့ဒီတော့သူကနေရောင်ချီနဲ့အစာချက်နေတာပဲအလေးမီအစာချက်ချင်း photosynthesis ဟုတ်တယ်ရှင်တိုရယ်ကိုလာခီးစကြစို့ကျွန်တော်ရဲ့စိမ့်များတဲ့ chlorophyll မလေးကတက်တက်ကြွကြွနဲ့အကားပေါ်တက်သွားပါတယ်ခဏတည်းကိုကန်ဒီကျွန်တော်ကသူ့လက်ကိုဖမ်းဆွဲထားလိုက်တယ်ဘာဖြစ်လို့လဲအကော ငါပြောစရာရှိလို့တေချာနားထောင်ဟုတ်မင်းနဲ့ငါလက်ထပ်လို့ရမလားရှင်ဟုတ်တယ်ကန်ဒီဒီအတိုင်းဆိုမင်းနဲ့ငါလက်ထပ်လဲစားတော့စရိတ်ကငါတယောက်စားပဲကုန်ပါမင်းကလက်ရောက်ချင်ရှိရင်အစာချက်လို့ရတယ်ဆိုတော့လေကြိုက်တယ်အာအရေးရလာနောက်နေတယ်သွားမေသွားမေအချိန်ရှိဘူးညနေစောင်းနေရှင့်အတွက်အနေရရှိနေပဲအမော့ တာဝန်လမ်းပန်းမြို့လေကောက်ကခက်ချင်းချင်းကတရာလမ်းလေးအတိုင်းဝင်သွားလိုက်တာနဲ့ရေညှိတွေတက်နေတဲ့အုတ်မျိုးစင်အဟောင်းကြီးတစ်ခုကိုတွေ့ရမှာပါမျိုးစင်ကြီးရဲ့အောက်မှာလည်းတန်ကြီးတက်နေတဲ့အမြောက်ငင်တစ်လက်ကိုချထားတာတွေ့ရမယ်တကယ်တော့အမော့ဆိုရာမြန်မာစကားအမြောက်ကိုပဲအတန်ဖလေယူထားတာပေါ့ကားကို မလက်မကမ်းမှရပ်ပြီး ကျွန်တော်နဲ့ကင်တီဆင်းလာလိုက်တယ်မျိုးစင်ရှိကတက်သားအင်္ဂလီတွေ့ပါပြီအင်ရှိမှာတက်ကျူးတွေက သွေးကြောမြင်တွေလို့ရှုပ်ရှက်ခတ်ဤထွေးပြေးကြနေတယ်။အိမ်ကတော်တော်ကိုဟောင်းနှွမ်းနေပါပြီ။ဒီအိမ်မက်ဖြစ်ရမယ်ကန်ဒီ။အုတ်နေရန်အဟောင်းပေးကချန်တကားကိုတွန်းဖွင့်လိုက်တယ်။အိမ်ချဝင်းနေလဲမျက်ပင်တွေပေါင်းပင်တွေရှုပ်ရှက်လို့မစ္စတာရှီဖရက်မစ္စတာရှီဖရက်ဘရင်တကားကခက်ပြေးပြေးပွင့်လာတယ်။ How are you ရှက်ကိုဝတ်ပြီးဝိတတိုင်ကိုခဲထားတဲ့လူမဲအဖိုးကြီးတယောက် စပင်ကို red key ပုံစံကျစ်ထားသည် shift red ဆိုတာကဂျူးနမည်မို့ဂျူးတယောက်လို့ထင်ထားတာအခုတော့ bot mali အထာနဲ့လူမဲအဖိုးကြီးတယောက်ဖြစ်နေတယ်ငါ shift red ပဲဘာကိစ္စလဲငါလို့ကျွန်တော် david romets ပါ doctor otiwell ကခမားစီလွတ်လိုက်ဆိုလို့အဖိုးကြီးကကျွန်တော်ကိုသိချကြည့်တယ်ပြီးတော့ခန်တီကိုကြည့်လိုက်တယ်ဒီတယောက်ကလူမမဟုတ်တာ နမ်တခိယံပဲဒီပြဿနာသူနဲ့ဘာဆိုင်လို့လဲသူကကျွန်တော်မိတ်ဆွေပါကျွန်တော်ကိုကူညီပေးနေတာအင်းလေခုက dimension တွေအလုံးရဲ့ပြဿနာဖြစ်နေတာပဲလာတက်ခဲ့ကြတက်သားတကားကိုလာဖွင့်ပေးတယ်အိမ်ပေါ်မှာဘာပရိဘောကမမရှိဘူးဟာလာဟင်းလင်းပြောင်ချောနေတဲ့ဂျမ်ပြင်းကြီးတအိမ်လုံးလဲစီးချောင်းနဲ့တွေလှိုင်းလို့ယော့နာနာနေနေနေကြ ဖိုးကြီးကခေါင်းအုံးဖြူဖြူလေးနှလုံးကိုလှမ်းပြပေးတယ်။သူကလည်းခေါင်းအုံးတလုံးပေါ်မှာတတောင်ထောက်ရင်းကျမ်းပြပေါ်မှာလဲလို့ကောင်းမောင်ရတာကလည်းညောင်းဟာလာဟင်းလင်းပြင်းကျမ်းပြင်းကလည်းလွတ်လွတ်လပ်လပ်လဲခြင်းစရာဆိုတော့ကျွန်တော်လည်းသူ့အတိုင်းပဲခေါင်းအုံးပေါ်တတောင်ထောက်ပြီးဘေးတစောင်းလဲလိုက်တယ်။ဇီမပြေဟာကန်ဒီကတော့ခေါင်းအုံးကိုပေါင်ပေါတင်ပြီးတင်ပလင်ကွေထိုင်နေလိုက်တယ်။ဝီတောက်ကြလား။ကျွန်တော်မတောက်ချင်သေးဘူး။ ဒါဆိုဝီစကီကျွန်တော်တို့လိုင်းရေးကိစ္စပြောကြရအောင်ဗျာဒီတော့မှအဖိုးကြီးကတဟားဟားရည်တယ်ဟော်ရီမြေကဘာပေါ်ကရုပ်လောကနံလောကတက်ရှိတွေကြောင့်မမြင်အမြင်အဆဆိုပြီးလောကချင်းချင်းပိုင်းခြားထားတဲ့ dimension တွေရှိတယ်ဒါဟာလေကဘာတစ်ခုထဲမှာရှင်းသန်းနေထိုင်ကြတဲ့ဇင်းမြင့်မတူတဲ့တက်ရှိချင်းချာမှာလိုအပ်ချက်တစ်ခုပဲအခုတော့ရှိသမျှ dimension တွေကတက်ရှိတွေကိုဖြည့်ဆည်းပြီး ဒီကပေါ်မှာသူတို့မျိုးစိတ်တွေပဲရှင်သန်ဖို့လုပ်နေတဲ့ Sino Supply တွေရဲ့စစ်တပ်ကြီးကအသိနိဗာဖြစ်နေပြီ။ကိုချင်းစာတရားကိမဲ့ချစ်ချင်းမြတ်တာတန်ရုံးစင်တရားခေါင်းပါတဲ့ခွေးတပိုင်းလူတပိုင်းတွေပေါ့။သူတို့ကိုရက်တန့်သွန်းအောင်လုပ်မဲ့သူရဲကောင်းတွေကိုဈေးချောက်ဖြစ်ဖြစ်ဝီစကီနဲ့ဖြစ်ဖြစ်ကြိုးစားတာမားသွားလို့လားငါကောင်းရ။အာကျွန်တော်ဘာသူရဲကောင်းမှမဟုတ်ဘူး။ အဓိကကျွန်တော်ခန္ဓာကိုယ်လေးကခွေးကိုဖေထုတ်ဖို့ရယ်ကျွန်တော်အဖေနဲ့ကျွန်တော်ခွေးလေးကီးကိုပြန်ရှာတွေ့ဖို့ရယ်ပဲအေးပေါ့မင်းရဲ့ကိုရေးကိုယ်တာတွေကပဲငါတို့အားလုံးစောင့်မျှော်နေကြတဲ့အဆုံးသက်စီကိုခေါ်သွေးပေးမှာပဲကဲကောင်းလေ Sister Gavilia စီကမင်းဆက်ခံထားတဲ့ပစ္စည်းတွေကိုငါကိုရှင်းပြတိလရှင်ကြီးကျွန်တော်ကိုပေးခဲ့တဲ့အနက်ရောင်လက်ဝါးကတ်တိုင်နဲ့မန်ဘလူးအနက်ကိုသူ့စီကိုကျွန်တော်ထိုးပေးလိုက်တယ်အဖိုးကြီးက လဝကတ်တိုင်ကိုတည်ယူတရပုတ်တက်ပြီးနန်းနေပြီးတော့သူ့နဖူးမှာတက်တယ်အရှင်စိတ်ခရစ်စတိုဖာရဲ့တန်ရှင်းသောနတ်ဝိညာဉ်ကိုငါမသေးခင်မြင်ရပြီပဲသခင်ကျွန်တော်မျိုးနောက်ဆုံးအချိန်အထိတာဝန်ချေပြုံးပါမယ်အဖိုးကြီးကစိတ်ကြည်နေသွားပုံပါပဲကျွန်တော်ကိုပစ္စည်းတစ်ခုလုံးပြန်ပေးတယ်ဆိုင်နိုဆပ်ပလိုက်တွေအားကြီးလာပြီဒိုင်မရှင်အလုံးကိုဖျက်ဆီးကြီးစိုးခြင်းနဲ့အဆ ဆက်လန်းကိုမင်းမြင်ခဲ့ပြီးသားမဟုတ်လားဘလို့ကျွန်တော်ဘာမြင်ခဲ့လို့လဲပန်တော်ဝန်ရွာလမ်းမှာလုံခဲ့တဲ့190လောက်ကဖြစ်ခဲ့တဲ့ဖြစ်ရလေထိုဆန်တို့ကိစ္စလားဟုတ်တယ်ဒီကိစ္စကိုဒီကဘာမှသိတာငါတယောက်သေးပဲရှိတယ်စစ်စတာဂါလီဗီယာရောမင်းဖေးရဲ့မင်းဆွေအန်ကဝူဖ်ခိုင်ရောဒေါက်တာဆန်အော်တီဝဲလ်ရောဘယ်သူမှမသိခဲ့ကြဘူးအခုငါပြီးရင် ပထမဦးဆုံးသိရမှာကမင်းပဲ ဟိုဟာမလေးကတော့လူမဟုတ်လို့ထားပါတော့အဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့ကြတာလဲဗျတကယ်တော့အဖိုးကြီးထုတ်စံမွေးထားခဲ့တဲ့ခွေးလေးဟာ skin walker တကောင်ပဲ skin walker ဟုတ်လားမြောက်အမေရိကမှာနာဗာဟိုမျိုးနွယ်စုဆိုတာရှိတယ်အဲ့ဒီမျိုးနွယ်စုတွေထဲကစုပ်အတက်တက်မြောက်တဲ့သူတွေဟာသူတို့ရဲ့တက်တန်းကိုနေရာထောင်ချီနေနိုင်ဖို့အတွက် skin walker တကောင်အဖြစ်အသွင်ပြောင်းနေထိုင်တဲ့မော့အတက်ကိုတီထွင်နိုင်ခဲ့ကြတယ် အဲ့ဒီမော်တက်ဟာအင်မတန်ကြောက်စရာကောင်းတယ်။ကိုအသက်ဆက်ဖို့အတွက်တက်ရှိတက်တဝါတကောင်ရဲ့ခြေလက်ဦးကောင်းအင်္ဂါရီကိုတဆစီဖြတ်တောက်ပြီးမှကို့ခန္ဓာကိုယ်နဲ့ပြန်ဆက်နောက်ခန္ဓာအသစ်တစ်ခုရအောင်လုပ်တာ။သူ့ရောအစွမ်းကခွေးတကောင်နဲ့ပေါင်းဆက်ထားရင်တတ်မှတ်အချိန်ခွေးလူရောလူလိုပါဟန်ဆောင်နေထိုင်နိုင်ကြတယ်။လူတွေကိုတိုက်ခိုက်ချင်ရင်အဲ့ဒီပုံမှန်မဟုတ်ပဲတက်စင်ထားတဲ့အစိတ်ပိုင်းတွေနဲ့ skin worker တတ်တော်ပုံမှန်အတိုင်းဖြစ်ပေါ်လာပြီး တိုက်ခိုက်တတ်ကြတာပဲတက်တန်းချလာလေလေပေါင်းဆက်တဲ့တတ္တဝါခန္ဓာများလေလေဆက်ဆုပ်ဖို့ကောင်းလာလေလေပဲစကင်ဝါကာတွေဟာသမင်း၊နွား၊ဝပလွေ၊ကြောင်၊ဝက်၊ခွေးပုံတတမျိုးစုံတွေရှိနေကြတာကွာအာကျွန်တော်တက်ကတူဘွေးရလာတာဒါလောက်တစ်ခါမှခေါင်းမလျှောက်ဘူးအခုကာလလေးမှာမှမတ်လိုက်ရတဲ့နမိတ်အစ်စ်တွေတစ်ခါမှမကြောက်ဘူးတဲ့ဟာတွေအာဖြည်းဖြည်းပြောပြပါဗျာ အေးပါငါကောင်းရခတ်တူတူပြောရရင်အဖိုးကြီးထိုဆန်းကဒုတိယကမ္ဘာစစ်ကာလတုန်းကဂျပန်စစ်တပ်နဲ့အတူ ထိုင်းမြန်မာနယ်စပ်ကိုအထံသမားအဖြစ်လိုက်သွားတယ်။လမ်းမှာလေရင်အပြတ်တစင်းနဲ့လူသေးကောင်းတွေကြားအဲ့ဒီခွေးလေးကိုတွေ့လို့မွေးစားဖို့ခေါ်လာခဲ့တာပဲ။တကယ်တော့အဲ့ဒီခွေးဟာမြန်မာအိန္ဒိယနယ်စပ်ပြန်လမ်းမဲ့ရေအိုင်လို့ခေါ်တဲ့ကန်ဂျီနာမှာဂျပန်စစ်တပ်ကဖမ်းဆီးမိထားတဲ့ skin walker တစ်ကောင်ပဲ။ ိုကျိုကိုစမ်းသပ်ဖို့ပြန်အပေါ်မှာလေရင်ပြတ်ချပြီးသူတကောင်းနဲ့အသက်ရှင်နေတာဘိုးတော်ကဖင်ကက်ကြံနေတဲ့ဝိကိုခပြင်းပြင်းဖွာလိုက်တယ်စကင်ဝေါ်ကာကအဖိုးကြီးဘေးမှာခွေးလေးတကောင်းအဖြစ်အယောင်ဆောင်နေရင်သူ့ရဲ့တက်တန်းထတ်စနိုင်မဲ့အခွင့်အရေးကိုစောင့်နေခဲ့တဲ့ပုံပဲတိုက်တိုက်ဆိုင်ဆိုင်တခြားဒိုင်ဗီရှင်းကဆိုင်နိုဆပ်ပလိုက်တွေကလည်းအဖိုးကြီးနဲ့ဒီခွေးလေးပေါင်းဆက်ပြီးအသွင်ပြောင်းမှုတစ်ခုဖြစ်ဖို့တရားကနေတစဉ်ကြိုးပမ်းခဲ့ကြတယ် အဲ့ဒီနေမှာပဲ skin walker ဟာအဖိုးကြီးအစားငါဖမ်းသမား၃ယောက်လုံးကိုတိုက်ခိုက်ပြီးပေါင်းဆက်ဖို့လုပ်နေခြင်းနဲ့သွားတိုက်ဆိုင်နေအဖိုးကြီးကိုကြာသူကဘာလို့မလုပ်တာလဲအသက်ကြီးပြီလေအဖိုးကြီးစီကသူရနိုင်တဲ့ရှင်သန်မှုတက်တန်းကနည်းနည်းလေးပဲရှိလားအဲ့ဒီတော့နှုတ်ပြတဲ့ငါဖမ်းသမား၃ယောက်ကိုပြစ်မှတ်ထားတာပေါ့အဖိုးကြီးကဘာမှမလုပ်ဘူးလားအဲ့ဒီတစ်ချိန်တည်းမှာပဲ cyanide supply တွေကလည်းရောက်လာပြီး အဖိုးကြီးနဲ့ခွေးလေးကိုပေါင်းဆက်ချင်းလို့ဖို့တရားစီခေါ်ဖို့ရောက်လာရင်တိုက်ခိုက်မှုတွေဖြစ်ကြတယ်။တရုတ်တိုင်းကကြာလို့ရှုံနေတာပဲ။ထတ်ရှုံအောင်ပါဟ။အဲ့ဒီပွဲမှာဆိုင်းနူတွေကအင်အားကောင်းလာတော့ skin worker ရဲ့အသွင်ပြောင်းမှုအပြည့်မတ်ခင်မှာပဲအဖိုးကြီးရောခွေးရောင်ဆောင်ထားတဲ့ skin worker ကိုရောပေါင်းဆက်ပေးလိုက်ပြီးဆိုင်းနူ supply အသစ်တကောင်လုတ်ပေးလိုက်နိုင်ကြတယ်။ဒါကြောင့်အသက်ခံရတဲ့လူတွေဟာခွေးနေရွက်တွေခွေးနှာခေါင်းတွေနဲ့ကြံခဲ့ကြတာပေါ့။ အဲ့ဒီမှာပဲစုံအတက်ပညာတက်တဲ့ Skinwalker Visa နဲ့ Sino Supply တကောင်ပေါ်လာတယ်။နှစ်90ကြာတဲ့အခါမှာအဲ့ဒီကောင်ဟာကဘာကြီးရဲ့ dimension အားလုံးကတက်ရှိတွေကိုဖြက်စီးပေါင်းစပ်ပြီး Sino Supply ကဘာကြီးအဖြစ်အသွင်ပြောင်းမေးဆိုတဲ့အယူဝါဒနဲ့ Sino တွေကိုစီရင်နေပြီးရင် Alexandra the Great ကိုရှုံးနေပြီးတခြား dimension စီကွဲဖြောက်နေခဲ့ရတဲ့ Sino စစ်တပ်ကြီးကိုပြန်တိဆောက်လာတာပဲ။မင်တာစီယာမာက အဲ့ဒီမျိုးပစစ်တက်တော့ပေါ်လာတဲ့ကိစ္စကိုမဖြစ်လာအောင်တားရမှာဟာဘာကြီးတွေလဲဗျာကန်ဒီလှုပ်အောင်ဟာရှုပ်ကုန်ပြီကန်ဒီကလည်းစိတ်ပြက်လက်ပြက်နဲ့ရေးတယ်ဒီမားဗျာကျွန်တော်ကိုယ်လေးလဲခွေးဆိုးတကောင်ရှိသေးတယ်ကျွန်တော်ဘာဆက်လုပ်ရမလဲတာပြောမင်းအခုငါနဲ့မျိုးစင်ပေါ်ကိုလိုက်ခဲ့ဘိုးတော်ကဖြတ်ခနဲ့ထားလိုက်တယ်ပြီးတော့လေကားကနေဆင်းပြေးကတ္တရာလန်ဒီဖက်ချွမ်းကမျိုးစင်စီဖက်ကိုကူးလာတယ် ကျမနေခဲ့မယ်။မျိုးစင်တဲ့ဝင်ခါနဲ့ကန်ဒီကရက်နေခဲ့ပါတယ်။ဘာလို့လဲကန်ဒီ။ဟိုမလေး။သူမင်းငေါ်ပြတဲ့နေရာကိုကြည့်တော့မျိုးစင်ရဲ့အနောက်ဘက်မှာမြင်ရတဲ့နက်နက်အကြီးကြီးတစ်ခု။အဲ့ဒါပါလေ။ဖုံးမောက်မောင်မောင်နက်နက်လေး။သူကဒီနေကလမိုင်းတစ်ခင်ပဲ။သူခွင့်မပေးပဲကျမတို့သူ့နေမြေမှာ နင်းခွင့်မရှိဘူး။1880ခုနှစ်တုန်းကဗမာတွေလောင်ပန်းကိုလာတိုက်တော့ သူကဒီမျိုးစင်ပေါ်ကနေအမြောက်တက်ကိုကုတ်ခဲ့ပြီးပြန်တိုက်ခဲ့တာစစ်ပွဲနိုင်ပြီမဲ့သူကတော့ကြဆုံးခဲ့တယ်ဒါကြောင့်အဖိုးအမြောက်မောင်မောင်စုပြီးမြို့ဆောင်နဲ့ရာထူးကိုရခဲ့တာမောင်မောင်ဆိုတာဗမာနာမည်ပဲဗမာဆိုရင်တော့ငါလည်းဗမာသွေးတဝက်ပါတယ်မင်းဝင်လို့ရအောင်ပြောပေးမယ်လေဘိုးတော်ကကျွန်တော်ပခုံးကိုဖက်လိုက်ပါတယ်ကောင်းတယ်တချို့အရာတွေမှာသူစီးမြင့်အတိုင်းထားလိုက်စမ်းပါလာအထဲဝင်ကြစို့ အထဲမှာမြင့်အတွက်ဒီထက်ခေါင်းမူးစရာတွေကျန်သေးတယ်။အစုံအချီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတို့တယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်မှလည်းအခန်းစစ်တွေကိုဆက်လက်ပြီးဖတ်ပြပြီးတော့မှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါဦးနော်။